ကချင်ပြည်နယ်မြစ်ကြီးနားမြို့မှာပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှကြီးမှုကပြည်သူလူထုတွေကျန်းမာကြံ့ခိုင်စေရန်အတွက်မီနီမာရသွန်အပြီးပြိုင်ပွဲကျင်းပပြုလုပ်သွားမှာဖြစ်တယ်လို့သိရပါတယ်။အဆိုပါမီနီမာရသွန်ပြိုင်ပွဲဟာမိုးရီကင်းစင်ကချင်ပြည်နယ်တခွေဆောင်ဖို့ဖြစ်ပြည်သူလူထုကျန်းမာကြံ့ခိုင်ရေးအားကစားအဆင့်တန်းမြင့်မားရေးအတွက်ရည်ရွယ်ကနိုဝင်ဘာလ22ရက်နေ့မှာကျင်းပပြုလုပ်မှာဖြစ်တယ်လို့ကချင်ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှပြည်နယ်ညွှန်ကြားရေးမှူးဦးအောင်သူကပြောပါတယ် မကြမီကျင်းပမဲ့မီနီမာရသွန်ပြိုင်ပွဲကမူရကင်းစင်ကချင်ပြည်နယ်တခွေဆောင်ပုတ်ဖြစ်ပီတူလူထုကျမ်းမာကြန့်ခိုင်ဖို့အာကစားဆင့်တန်းမြင့်မားဖို့အတွက်ရည်ရွယ်ပြီးကျင်းပပြုလုပ်တာဖြစ်တယ်။ပြိုင်ပွဲကိုတော့ဒီလနိုဝင်ဘာ22မှာကျင်းပဖို့ပြင်ဆင်ထားပါရယ်။နောက်ပြီးကချင်ပြည်နယ်အနေနဲ့ပြေးခုံပြေးအာကစားမှာဆိုရင်လည်းအနည်းငယ်လိုအပ်ချက်တွေရှိတယ်။ဒါကြောင့်ဒီပြိုင်ပွဲကနေကစားသမားကောင်းတွေကိုမွေးထုတ်ပြီးပြေးခုံပြေးအကယ်ဒမီအတွက်ဆောင်ရွက်နိုင်ဖို့လည်းဖြစ်တယ်လို့၎င်းကပြောပါရယ်။အဆိုပါမီနီမာရသွန်ပြိုင်ပွဲကိုအတက်15နှစ်အထက်ကြားမှာ အသက်15နှစ်အောက်ကြာမှဆိုပြီးအသက်၄တန်းခွဲကရှင်ပြိုင်သွားမှာဖြစ်ပြီးအသက်15နှစ်အောက်ကစားသမားတွေအတွက်အောင်စရံအောင်အထီလကောင်အသက်15နှစ်အထက်ကစားသမားတွေအတွက်အုပ်စိုးဆန်ကျော်ဘုံတော်ကြီးကျောင်းအထီလကောင်ပြည်နယ်အကစားကွင်းရှိမှာစုရအဖြစ်သတ်မှတ်ထားတယ်လို့သိရပါတယ်အဆိုပါပါဝင်ရှင်မြိုင်တူရဲ့အနက်အတန်းတန်းကို20ဦးအတွက်စုရဲအတီတီပေးအပ်သွားမှာဖြစ်ပြီးအသက်15နှစ်အထက်ကစားသမားတွေအတွက် ပထမစု9သိန်းချံဒုတိယစု3သိန်းချံတတိယစု2သိန်းချံနံပါတ်4မှာ17အထိပန်းဝန်တူတွေအတွက်9000ချံနံပါတ်7ကနေ20အထိပန်းဝန်တူတွေအတွက်3000ချံနဲ့အသက်15နှစ်အောက်ကစားသမားတွေအတွက်ပထမစု3သိန်းချံဒုတိယစု2သိန်းချံတတိယစု3သိန်းချံနံပါတ်4မှာ17အထိပန်းဝန်တူတွေအတွက်3000ကျပ်နံပါတ်7မှာ20အထိပန်းဝန်တူတွေအတွက်1000ခွဲကျပ်စသည်ဖြင့်အတီတီတက်မှတ်ထားရလို့တည်ရပါရယ် ဒါပြင်အသက်အကြီးဆုံးကစားသမားစုအသက်ငယ်ဆုံးကစားသမားစုတွေကိုလည်းပေးအပ်တော့မှာဖြစ်တယ်လို့သိရပါဗျ။